င်္ဂလာပါရှင်အရခတ်တော် AA ကဖန်စီထိတ်သိမ်းထားတဲ့ဘင်္ဂလားဒေ့ရှ်ငါးဖက်သမား55ယောက်ကို AA ကဘင်္ဂလားဒေ့ရှ်အာနာပိုင်ရီစီကိုပြန်လွှဲပေးလိုက်ပါတယ်ငလီတဲ့အပြစ်ထက်ခံစားခဲ့ရတဲ့စကိုင်းမန်ဒလီနဲ့နေပြည်တော်တွေမှာနောက်ဆက်တွဲကျမ်းမာရေးထိခိုက်မှုတွေလည်းရှိလာတယ်လို့ကုသရေးလှုပ်ဆောင်ပေးနေတဲ့ကျမ်းမာရေးဝန်ထမ်းတွေကပြောပါတယ် မြမနိဇတရက်နေ့လူငယ်ချမ်းသာခွင့်ပေးရမှာနိုင်ငံရေးအကျဉ်းသားဦးရေပါဝင်မှုနှုန်းအစမတန်နေပါတယ်လို့ထောင်တဲ့နှိဆက်သူတွေကပြောပါတယ်။အရခတ်သက်ဒေါ်အေအေကဖန်စီထိတ်သိမ်းထားတဲ့ဘင်္ဂလားဒေ့ရှ်ငါးဖန်သမား55ယောက်ကိုအေအေကဘင်္ဂလားဒေ့ရှ်အာနာပိုင်ရစီကို ပြန်လွှဲပေးလိုက်ပါတယ်။ဧပြီ16ရက်နေ့မှာဒါရိုက်လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်အခြေစိုက်သတင်းဌာနတွေရဲ့အဆိုအရငါဖက်သမားတွေကိုအေအေကပြန်လွှဲပေးခဲ့ပေမဲ့ငါဖက်ပိုက်တွေနဲ့ဆက်လီတွေကိုတော့ပြန်လည်ပေးအပ်တာမရှိဘူးလို့យေတာကြပါတယ်အဲဒီဘင်္ဂလားဒေ့ရှ်ငါဖက်သမားတွေဟာဇန်နဝါရီလကနေမက်ချ်လာအတွင်းမြန်မာပြည်ပိုင်နဲ့ထဲမှာဝင်ရောက်ငါဖက်ရာကနေဖန်စီထိတ်သိမ်းခံထားရတဲ့သူတွေဖြစ်တယ်လို့ရခိုင်ပြည်နယ်အခြေစိုက်သတင်းဌာနတွေကဖော်ပြပါဗျာ။ လက်ရှိမှာတော့အရခတ်တပ်တော် AA ကရခိုင်ပြည်နယ်ရှိမြို့တော်တော်များများကိုတိုက်ခိုက်သိမ်းပိုက်ထားပြီးကီလိုမီတာ190ကျော်ခန့်ရှည်လျားတဲ့မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်တခြားကိုထိ ंछ ုပ်ထားပါတယ်။ရှမ်းပြည်တောင်ပိုင်းရှိငလင်ဘင်းတစ်ဒေသတွေမှာပြည်လဲထူထောင်ရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေကိုစစ်ကောင်စီတပ်တွေက အစစ်အစေးတင်းကျပ်နေတယ်လို့ပြဟိတအသင်းဝင်တချို့ကပြောပါတယ်။ငလင်ဘေးကူညီဆောင်ရွက်သူတွေကို ဖုန်း၊တက်ဘလက်၊ကွန်ပျူတာတွေနဲ့တိုက်ဆိုင်စစ်ဆေးပြီးစစ်မှုထမ်းစရင်ပါမပါစစ်ဆေးကလူဒန်းထားတဲ့ပစ္စည်းတွေအပေါ်ငွေကြေးတောင်းခံတာတွေလုပ်နေတယ်လို့ကလောဒေတာတွင်ငလင်ဘေးပြန်လဲထူထောင်ရေးကူညီဆောင်ရွက်နေသူတို့ကပြောပါတယ်။လက်ရှိတောင်းရဲနေတဲ့ဂိတ်တွေကတော့ပင်တရရွာငယ်မျိုးလမ်းတလျှောက်ရှိဂိတ်တွေတောင်ကြီးအင်းလေးအင်းလင်းကံပတ်လမ်းအနောက်ဘက်အရှိလမ်းလမ်းတလျှောက်ရှိဂိတ်တွေဖြစ်ပြီးအိတ်စီးကားတွေကိုပါတောင်းရဲနေတာဖြစ်တယ်လို့ဆိုပါရယ် ဒါပြင်ပရာဟိတအဖွဲ့တွေကလူဒန်းထားတဲ့ပစ္စည်းတွေကိုသူတို့လူဒန်းထားတဲ့အောင်ဓာတ်ပုံရယူကကယ်ဆယ်ရေးလုပ်နေတဲ့အဖွဲ့တွေကမှရောရောက်ပြီးကယ်ဆယ်ရေးလုပ်နေတဲ့အောင်ဟန်ရေးပြတာတွေလည်းလုပ်နေတယ်လို့ဆိုကြပါဗျာ။ ပရိသအဖွဲ့စည်းတာဝန်ခံတွေအတွက်အဲ့ဒီလောက်ရက်တွေဟာသူတို့အတွက်ထိခိုက်မှုမရှိပေမဲ့လည်းစစ်မှုထက်အတွက်ပါတိုက်ဆိုင်စစ်ဆေးနေတာကြောင့်အသက်အရွယ်အတုံးဝင်နေတဲ့လူငယ်တွေအနေနဲ့တတိဝိရိယရှိကြဖို့ဌာနဆိုင်ရာနဲ့နှိစက်တဲ့ဒေသတွင်းငလင်ပေးကူညီဆောင်ရွက်နေသူတို့ကတိုက်တွန်းပါတယ်။ရှမ်းပြည်တောင်ပိုင်းရှိကလောအောင်ဘန်းအင်းလီစတဲ့ဒေသတွေမှာအရင်ကရေပေးတုံခက်ဖူးတဲ့အပြင်2025ခုနှစ်မှာလည်းငလင်ပေးကြောင့် နေအိမ်ထောင်ချီပြက်စီးခဲ့ရတဲ့အတွက်လက်ရှိပြည်လဲထူထောင်ရေးကာလမှာအခုအညီတွေပိုမိုလိုအပ်နေပါတယ်ယာယီအပြစ်ခတ်ရက်စဲရီထုတ်ပြန်ထားပြီးမဲ့လဲစစ်ကောင်စီကကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ထဲရှိကျေးရွာတွေထဲကိုလက်နက်ကြီးပစ်ခတ်တာဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်တာကြောင့်ကလေးအပါအဝင်ပြည်သူရှိအောင်ထိခိုက်ဒဏ်ရာရရှိပြီးနေအိမ်နှလုံးထိမှန်ပြက်စီးခဲ့တယ်လို့ KNU ကထုတ်ပြန်ပါတယ် ကရင်အမျိုးသားစည်းရုံး KNU ကော်တူးလီအုပ်ချုပ်နယ်မြေဒူပလာခရိုင်ကော်ကရိတ်မြို့နယ်ထဲရှိမောင်မရွာတက်တဲ့ကိုကော်ကရိတ်မြို့မှာတက်ဆွဲထားတဲ့စစ်ကောက်စီတပ်ကဧပြီလ10ရက်နေ့ညနေ6နာရီဝန်းကျင်ကဒရုန်းနဲ့ပုံကျဲချခဲ့တဲ့အတွက်အသက်70နှစ်အရွယ်မိန်းကလေးတစ်ယောက်အသက်55နှစ်အရွယ်အမျိုးသမီးတစ်ယောက်နဲ့အသက်50နှစ်အရွယ်အမျိုးသမီးတစ်ယောက်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါအပြင်ဧပြီလ10ရက်နေ့ကလည်းကော့ဂရိတ်မြို့မှာတက်ဆွဲထားတဲ့စစ်ကောက်စီတပ်ကအန်ကောက်ကြီးရွာ၊စိုက်တလိုက်ကြီးရွာနဲ့ဒေါပလန်ကြီးရွာတွေထဲကို120မမနဲ့120မမစတဲ့လက်နက်ကြီးတွေနဲ့ပြစ်ခတ်ခဲ့ပါတယ်။ အဲ့ဒီပြစ်ခတ်မှုကြောင့်အန်ကောက်ကျေးရွာရှိဒေသခံအရဲသားပြည်သူတွေရဲ့နေအိမ်နှလုံးထိမဲ့ပျက်စီးခဲ့ပြီးအသက်40အရွယ်အမျိုးသားတစ်ယောက်အသက်26နှစ်အရွယ်အမျိုးသားတစ်ယောက်အသက်14နှစ်အရွယ်မိန်းကလေးတစ်ယောက်အသက်9နှစ်အရွယ်ယောက်ျားလေးတစ်ယောက်နဲ့အသက်6နှစ်အရွယ်ယောက်ျားလေးတစ်ယောက်ထိမဲ့ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်ကောင်စီကယာယီအပြစ်ရမယ်လို့ထုတ်ပြန်ထားပြီးမဲ့လေလေကြောင်းတိုက်ခိုက်မှုဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုတွေကိုစစ်ကောင်စီကပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာနေ့တိုင်းလှုပ်ဆောင်နေပြီးတိုက်ပွဲတွေလည်းဆက်လက်ဖြစ်ပွားနေတယ်လို့တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။ ငလင်တဲအပြစ်ထက်ခန်းစားခဲ့ရတဲ့စကိုင်းမန္တလေးနဲ့နေပြည်တော်တွေမှာနောက်ဆက်တွဲငလင်လောက်ခတ်လာမှာကိုစိုးရိမ်တဲ့အတွက်ပြည်သူအများစုဟာနေအိမ်တွေထဲမှာမနေရတော့ပဲကွင်းပြင်နဲ့လမ်းပေါ်မှာမိသားစုလိုက်နေထိုင်နေကြရပြီးနောက်ဆက်တွဲကျန်းမာရေးထိခိုက်မှုတွေလည်းရှိလာတယ်လို့ကုသရေးလှုပ်ဆောင်ပေးနေတဲ့ကျန်းမာရေးဝန်ထမ်းတွေကပြောပါရယ်စောပွေကတင်ဆက်ထားပါရယ်နောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့ဝမ်ပြက်ဝမ်ရှော့တာကိုပူတာ အော့အန်ဒါအစရှိတဲ့ယောဂတွေကို9နှစ်အောက်ကလေးတွေကပိုပြီးခံစားနေကြရတယ်လို့စကိုင်းမျိုးကအခမဲ့စေကူတာပေးနေတဲ့စေခန်တခုက ပြောပါဗျ။နောက်ဆုံးတဲ့အနေနဲ့ကျတော့လေအခုလောလောဆယ်ပေါ့နော်ဆေးရုံမှာဒီစိတ်ခံမှာတွေ့နေရတာကတော့ကလေးကအန်နေ အနေပြီးတော့ယူပြဿနာတောင်းပေါ့နော်ဝင်ပြဿနာဝင်းချောတာပေါ့ဝင်းချောတာလေးတွေရှိတယ်။အချို့ကတော့လေအရန်ဖြားတာမျိုးပေါ့အပြစ်မှာအဲရတော့အပူရှက်ပြီးဖြားတာမျိုးပေါ့ပြီးရင်သဖုံးနေရောင်ဟိုပေါ့ဒီပါးလေးပဇောင်နေရောင်တာမျိုးအဲ့လိုမျိုးတွေတော့ရှိရဲ့ရှင့်။အများဆုံးဖြစ်နေတဲ့ယောဂါကတော့အော့အန်နာဖြစ်ပြီးပြင်မဆေးခဲမှကုသဖို့ခက်ခဲတဲ့ကလေးတွေကိုဆေးရုံကိုလွှဲပြောင်းရတဲ့အခြေအနေတွေဖြစ်ပွားနေတယ်လို့ပြောပါရတယ်။ အဖြစ်များနေရတော့အန်တာပေါ့နော်တချို့ကကျတော့အရန်အန်ပြီးတော့စိတ်လုံးဝမဝင်လို့ဆက်လိုက်ချက်ရတာမျိုးပေါ့အဲတနည်းအားဆိုလို့ရှိရင်ကလေးကို6ရက်လောက်ပေါ့ဆက်လိုက်ညံ့ညောက်ပေါ့6ရက်လောက်ကိုပြင်အောင်လောက်သွားတယ်ဒါမှမဟုတ်အန်နဲ့ကိစ္စခုရဲ့အကြောင်းပေါ့နော်ကလေးတွေကအဲ့လိုမျိုးပေါ့ကလေးလုတ်ပြီးနောက်ပိုင်းစကိုင်းမျိုးကစေးဆိုင်စေးခန့်အများစုဟာ ပိတ်ထားရတာကြောင့်အခမဲ့ဖွင့်လင့်ထားတဲ့ဈေးကမ်းမှာလာရောက်ပြသမှုတွေရှိနေတယ်လို့ပြောပါရတယ်။အဲ့ဒီအခမဲ့ဈေးကမ်းမှာစကိုင်းမြို့နဲ့အနီးနားဝင်းကျင်ကပြည်သူတွေကလာရောက်ပြသနေကြပြီးတည့်အထဲမှာပဲကလေးအယောက်90ကနေ60အထိလာရောက်ကူတနေကြတယ်လို့ဈေးကမ်းတာဝန်ရှိသူကပြောပါရတယ်။လက်ရှိမှာလည်းလက်စစ်မီနဲ့ရေပုံမှန်မရရှိသေးတာကြောင့်ဈေးကူတမှုအပိုင်းမှာအခက်အခဲရှိနေတယ်လို့ဆိုပါရတယ်။ငလင်လုတ်ပြီးနောက်ချဲမရင်နဲ့ပတ်သက်ပြီးဝမ်ပြက်ဝမ်လျှောလိုမျိုးနောက်ဆက်တွဲကူးဆက်ယောဂဖြစ်ပွားလာနိုင်တဲ့အတွက် ိပြုနေထိုင်ကြဖို့ကျမ်းမာရေးပညာရှင်တွေကအသိပေးထားပါတယ်။တရုတ်အစိုးရရဲ့မြန်မာပြည်အရေးပတ်သက်မှုတွေဟာမားရွင်းနဲ့အကဲဖြတ်မှုတွေအပေါ်အခြေခံတယ်လို့ Greenie တော်လှန်ရေးခေါင်းဆောင်တယောက်ဖြစ်တဲ့ခူမီဒူကသုံးသက်ပြောဆိုလိုက်ပါတယ်။ဘာလို့အခုလိုသုံးသက်ပြောဆိုရပါသလဲ။ကိုပီတာကစူးစီးတင်ဆက်ထားပါတယ်။တရုတ်အစိုးရဟာရှမ်းမြောက်အပါအဝင်မြန်မာနိုင်ငံရဲ့လက်ရှိဖြစ်စဉ်တွေကိုမားရွင်းစွာအကဲဖြတ်နေပြီး ြည်သူလူထုနဲ့တိုင်းရင်းသားလင်းနဲ့ကိုင်အဖွဲ့တွေရဲ့ဆန္ဒအမြင်တွေကိုလစ်လျူရှုထားတယ်လို့ဂရင်းမျိုးသားများကကွယ်ရေးတပ် KNDF ဥက္ကဋ္ဌခွန်မီသူကပြောဆိုလိုက်တာပါ လက်ရှိမြန်မာနိုင်ငံရဲ့ဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုတရုတ်အင်ဒီချင်းတရုတ်နိုင်ငံတွေကပေါ့နော်ဒါအာမန်ကန်နဲ့အမြင်မရှိဘူးလို့တော့ကျွန်တော်တို့ဟိုသုံးသပ်တာပေါ့နော်ဒီအာသဘောလူစုတွေသဘောထားပေါ့နော် နောက်ဒီအင်အားစုအသီးသီးရဲ့သဘောထားတွေကိုလိလိရှုပြီးမှပေါ့နော်အာအဆက်ဆက်အရာမြန်မာနိုင်ငံတည်ငြိမ်ဖို့အတွက်စစ်ကောင်စီရှင်းရအောင်မယ်စစ်ကောင်စီဖိနှိပ်နေတာလေအားလုံးက တရားမြတ်တယ်ဆိုတဲ့အမြင်မျိုးနဲ့ပေါ့နော်တရုတ်ကစစ်ကောင်စီကိုဘက်ကပေါ့နော်ပေးနေတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်သူဒါကမာယွန်းတဲ့လုပ်ငန်းစဉ်ဖြစ်တယ်လို့ကျွန်တော်နေနေတော့မြင်တယ်ပေါ့နော်ကူမင်းဆွေးနွေးပွဲပြီးလာရှိုးမျိုးကနေကုကတာ MNDAA ပြည်လဲဆုတ်ခွာရတဲ့ကိစ္စမှာလည်းတရုတ်နိုင်ငံရဲ့ဖိအားတွေပါဝင်နေတယ်လို့ပြောပါတယ်အလုံးသုံးတဲ့အလုံးပြောတယ်လို့ပဲဒါတရုတ်ရဲ့ဖိအားပေးမှုအကြောင်းမလို့ပေါ့နော်အခုလိုမျိုးလက်လွတ်လက်ရတယ်နောက်ဒီခွင့်ပြုလက်ရတဲ့ဟာမျိုးတွေပေါ့နော်ရှိနေတယ်လာရှိုကနေ MDAA တပ်တွေဆုတ်ခွာရတဲ့ပေါ့ ကိုကတပ်ဖွဲ့တွေကိုအပြစ်မြင်စရာမရှိဘူးလို့ဆိုပြီးမဟာမိတ်အဖြစ်ဆက်လက်ပူပေါင်းဆောင်ရွက်သွားမယ်လို့ပြောပါတယ်ဒီကျွန်တော်တို့ဖက်ကတော့ဟိုအကင်တဲ့အနေနဲ့ဗောနော်ဒီကိုကန် MNDA တို့ရဲ့အာလောက်ရပုံမှာကျွန်တော်တို့ဟိုဘယ်လိုကုန်လဲအပြစ်မမြင်ဘူးအာနောက်ပြမမဟာမိတ်အနေနဲ့လည်းအမြင်နဲ့မြင်တယ်ပြီးတော့ဒီနိုင်ငံအတွက်ဗောနော်ဒါမိတ်ဖက်အာတစ်ဖွဲ့အနေနဲ့လည်းအမြင်နဲ့မြင်တယ်အမြင်နဲ့လည်းအားကိုးတယ်ပြီးတော့ဒီတနိုင်ငံလုံးရဲ့ကိစ္စတွေမှာလည်းကိုအကန့်တွေဖက်ကဗောနော်အမြင်နဲ့ဆက်ပြီးမှပါဝင်လိမ့်မယ်လို့ကျွန်တော်နေနဲ့ယုံကြည်တယ်ဗောနော် MNDAA ဟာတည်တုံညာနှစ်ခုစစ်စည်းကာလဖြစ်တဲ့2024ခုနှစ်ဩဂုတ်လအတွင်းမှာစစ်ကောင်စီရဲ့အရှင်းမြောက်တိုင်းစစ်ဌာနချုပ်အခြေဆိုင်ရာလာရှုံမြို့ကိုတိမ့်ပိုင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းအခုကတရုတ်ရဲ့ဖိအားပေးမှုတွေကြောင့်မြို့ပေါ်ဆင်းရဲရွက်ကနေဆုတ်ခွာဖို့သဘောတူညီမှုရရှိထားတယ်လို့ကုကတရေရင်းမြစ်တွေကဆိုပါတယ်။ဒါပေမဲ့လည်းမြို့အနီးပတ်ဝန်းကျင်ရှိကြီးရွာမှာတော့ MNDAA ကဆက်လက်တပ်ဆွဲထားမယ်လို့လည်းဆိုပါတယ်။ကုကတတွေလက်ရှုကနေပြန်လည်ထွက်ခွာမှုတွေရှိနေပြီး လာရှုမြို့ကိုလည်းပြန်လည်ရယူဖို့စစ်ကောက်စီကစီစဉ်နေပေမဲ့လည်း MNDAA စစ်ကောက်စီနဲ့တရုတ်အစိုးရတို့ကတရုတ်ဝင်ထုတ်ပြန်ထားတာမျိုးရှိသေးပါဘူး။လာရှုမြို့တိမ်ပိုက်ရရှိရေးကိုကတ်တန်နဲ့အတူ KNDF ကလည်းတခြားမဟာမိတ်တပ်ဖွဲ့ဝင်တွေနဲ့အတူဝင်ရောက်ကူညီပေးခဲ့ပါတယ်။စစ်ကောင်စီကမြန်မာနစ်စံတရက်နဲ့လူငယ်ချမ်းသာခွင့်ပေးရမှာနိုင်ငံရေးအကျဉ်းသားဥရေပါဝင်မှုနှုန်းအဆမတန်နဲ့ပါတယ်လို့ထောင်တဲ့နီးစပ်သူတွေကပြောပါတယ် စစ်ကောင်စီကဧပြီလ19ရက်နေ့မှာအကျဉ်းသားစုစုပေါင်း4863ရောက်အထိလူငယ်ချမ်းသာခွင့်ပေးရာနိုင်ကျင်း10ရာခိုင်နှုန်းအောက်သာပါဝင်ခဲ့တာဖြစ်တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM တာဝန်ရှိသူကပြောပါတယ်။ အဓိကတော့စစ်ကောင်စီကလက်ရှိအဲတဏမန်ရေးမှာတော့နည်းနည်းလေးနလန်ပြန်ထလာတယ်လို့ပြောရပေမဲ့ကျွန်တော်တို့ဒီစစ်ဘက်ရေးရမှာတော့အရှုံးနဲ့ရင်ဆိုင်နေရဆဲဖြစ်တယ်ဒီလိုချင်းနေမျိုးမှာအမန်တရားကိုချစ်မဲ့နိုဘီမှာစစ်အာဏာရေးစနစ်ကိုမကြိုက်လို့တော်လန်ခဲ့တဲ့တွေကိုပြန်လွတ်ပေးခြင်းအဖြစ်သူတို့အကျိုးမရှိနိုင်ဘူးအဲဒါကိုသူယူဆတာပါဝင်တယ်လက်ရှိမှာသူလက်ရှိရှိရဲ့ မြေပြင်ခြေအနေမှာတော့ကောင်းကောင်းမထိနိုင်သေးတဲ့အခြေအနေမျိုးမှာအဲအချင်းအောင်ထဲမှာဖန်ဆီးထားတဲ့လူတွေကိုပြန်လစ်ပြန်လွတ်ပေးဖို့ဟာသူတို့အတွက်အခက်အခဲများစွာဖြစ်နိုင်ပါတယ်အထူးသဖြင့်သူတို့စိုးရင်ကြောင်းကြမှုတွေကဒီလူတွေလွတ်ပေးလိုက်ခြင်းအပြင်အဲစစ်ကောင်စီကိုပြန်တိုက်မအောင်စိုးရင်တဲ့အတွက်လည်းဒါမလွတ်ပေးတဲ့အခြေအနေမျိုးလို့ပဲကျွန်တော်တို့ကတော့သုံးသပ်ပါတယ်ဗျလက်ရှိရရှိထားတဲ့စီးရင်တွေအရာတရက်ထောက်ကနေရ တာယဝဒီထောက်က၂ရောက်၊တာချီလိတ်ထောက်က၂ရောက်၊ဒိုက်ဦးထောက်က၅ရောက်၊ရမဲတင်းထောက်က၁၅ရောက်၊မကွေးထောက်က၁၁ရောက်၊မိထီလာထောက်က၃ရောက်၊ဗန်အန်ထောက်က၃ရောက်၊ပေါင်းတဲ့ထောက်က၂ရောက်၊တဝဲအကျင်းထောက်က၂ရောက်၊ပြည်အကျင်းထောက်က၉ရောက်၊ပခုတ်ခုအကျင်းထောက်က၅ရောက်၊ညာဦးအကျင်းထောက်က၄ရောက်တောင်ငူနဲ့ကလေးထောင်တွေကတယောက်စီလူမြောက်လာကြတယ်လို့ PPNM ကဆိုပါတယ် ဒါပြင်အေယဝတီတိုင်းတတိုင်းလုံးမှာလည်းပသိအကျင်းထောက်ကနိုင်ကျင်းတယောက်သာလူမြောက်လာပြီးအခြားထောက်တွေကလူမြောက်လာတဲ့စည်ရင်းကိုတော့ NMG ကစုံစမ်းနေစေဖြစ်ပါတယ်ခင်ဗျားတဲ့ဆိုင်တော့နည်းနည်းလေးတောင်မှနိုင်ချင်းပါတယ်လို့ပြောရတယ်ကပြီးခဲ့နေ့ကနိုင်ချင်းပါတယ်လို့တိတ်မတွေ့ရဘူးပေါ့နော်နဲတယ်ပေါ့ပါခဲ့ရင်တော့မှလေအဲ့တော့ဒီနေ့ကလည်းနဲတာပါပဲအဲ့တော့အာနာသိမ့်ပြီးကျေအချင်းတော်ထဲမှာရှိတဲ့အခြားရာဇဝင်ဂျင်နာတွေကိုလွတ်ပေးဖို့သူတို့စူးစမ်းခဲ့ချိန်တုန်းကတော့အခြားရာဇဝင်အခြားရာဇဝင်ဂျင်နာ တောင်းကနန်းထီကိုမှလွတ်ပေးခဲ့တယ်အဲ့ဒီတည်းမှာဆိုရင်တည်တံကြရတဲ့လူတွေလည်းရှော့ရတဲ့အများကြီးပေးခဲ့တာနှစ်30ကြရတဲ့လူတွေလည်း10နှစ်လောက်ထိကိုရှော့ပေးခဲ့တာအများကြီးပဲပေါ့နော်ထောင်ခါတဲ့အထီကိုမှသူတို့လွတ်ပေးခဲ့တယ်အဲ့ဒီမှာလွတ်သွားတဲ့လူကြီးရဲ့အစာနိုင်ချင်းတွေကိုထည့်ပြီးမှအခုထီကိုမှမလွတ်ပေးတဲ့အချင်းတွေကိုတော့တွေ့ရတယ်ခင်ဗျာအကျဉ်းထောက်တွေမှာနိုင်ကျင်ဥယျာဉ်များများရှိတာကစစ်ကောက်စီအသွဲနောက်ဆုံးထွက်ပေါက်ဖြစ်နိုင်ခြေရှိတဲ့အတွက်လူငယ်ခွဲ့မှာပါဝင်သူနည်းလာရတာဖြစ်တယ်လို့လည်းနိုင်ငံရေးအကျဉ်းသားဟောင်းရီကသုံးသပ်နေကြပါတယ် မတ်လ28ရက်နေ့ကဖြစ်ပွားခဲ့တဲ့အင်အား9.3မီတာစကေးပြင်းအားရှိမြင်းကလေးလုံးခတ်မှုမှာလည်းမန္တလေးတိုင်းအိုးဘိုအကျဉ်းထောင်မှာနိုင်ငံရေးအကျဉ်းသား6ယောက်လောက်ထွက်ပြေးခွင့်မရရှိတာကြောင့်ထိခိုက်သေးဆုံးခဲ့ကြရပါတယ်အစီအစဉ်ကိုကြည့်ရှုအားပေးနေတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေ။ နောက်တစ်ပတ်ဒီလိုချိန်မှာစောင့်မျှော်ကြည့်ရှုကြဖို့တိုက်တွန်းရင်းဒီတစ်ပတ်အစီအစဉ်ကိုရက်နာခွင့်ပြုပါရှင်။